င်္ဂလာပါခင်ဗျာ Soccer House ရဲ့တင်ဆက်မှုကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဒါသုံးသပ်သွားမယ့်အကြောင်းအရာကဒါကိုစိုးညီပေါ့နော်ကိုစိုးညီနဲ့အတိကကျွန်တော်မေးကျင်လာပြီးမေးသွားပါအောင်နော်ကျွန်တော်မြန်မာကစားသမားတွေအများအတန်းဒီနိုင်ငံကအဆင့်ကိုသွားကစားတဲ့အခါ One Championship မှာဝိတ်ပြဿနာဝိတ်ပြဿနာဆိုတဲ့နေရာမှာနှစ်ပိုင်းရှိတယ်နှစ်ပိုင်းကတစ်ပိုင်းကတော့ဆိုးလင်းဖြစ်နေတဲ့ပြဿနာတစ်ပိုင်းကတော့ဟိုအသေးဆုံးဝိတ်ချပြီးတော့ဝိတ်ပြန်မတင်တတ်တဲ့ပြဿနာဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် ဒီပြိုင်ဘက်နဲ့ရင်ဆိုင်တဲ့အခါမှာကွင်းထဲမှာမိုးထောင်တော့ဆိုလို့သေးသေးလေးဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးတွေပေါ့ပြဿနာတွေကတော့အများကြီးပဲဆိုတော့ကစားသမားတွေဘက်ကိုကြည့်ရင်လေဒီအဆင့်ကိုတက်ကစားလာပြီဆိုရင်ဘလို့ပဲအောက်ခြေမှာအဆင်မပြေတာတွေရှိခဲ့ရှိခဲ့ဒီအဆင့်ကိုကစားလာပြီဆိုဒီအဆင့်နဲ့လိုက်ရောညီတွေရှိတဲ့ဒီအတိဟိုပေါ့နော်အတိတွေပြီးတော့ပညာတွေဆိုတော့ဒီဟာတွေကိုသူတို့ဘက်ကပြင်ဆင်ဖို့လည်းလိုအပ်တယ်ပေါ့ဆိုတော့ဒီအိုင်းနဲ့ပတ်သက်ပြီးတော့အဒီကကိုစိုးညီကိုမေးချင်လာရဲ့အဲနောက်ကစားသမားတွေ အနေနဲ့လေသူတို့ရဲ့ team အနေနဲ့ဘယ်လိုအလုပ်လုပ်နေသလဲဆိုတော့အပိုင်းတွေပေါ့နော်ဆိုတော့ဒီ hari နဲ့ပတ်သက်ပြီးတော့လေစိတ်ထဲမှာမကြည်လည်လားမကြည်လည်လားမကြည်လည်တဲ့ဟာလေးတွေရှိနေပေါ့ဆိုတော့ဒီ hari နဲ့ပတ်သက်ပြီးတော့အကိုဆွညီနေပဲအဓိကဒါဆွေးနွေးသွားဖြစ်ပါတယ်ဘုန်းကြီးဆိုတော့ကျွန်တော်ပြောသွားတဲ့ထင်ပါတော့အများကြီးပဲပါပြီးသွားပြီပေါ့နော်အခုကျွန်တော်တို့သွားမယ်အကြောင်းအရာကအဲ့ဒါပဲဟုတ်နှစ်ပိုင်းရှိတယ်တစ်ပိုင်းကဒီဆိုလင်းဦးဂျုံတဲ့ပြဿနာမျိုးဆိုလင်းဦးအမြဲဝိတ်ကျော်နေဟုတ်ကဲ့ဆိုတော့ဟိုကျွန်တော်တို့ဆိုလင်းဦးကိုဘယ်လောက်ပဲဖြစ်ဖြစ် ကျွန်တော် professional တကြစကားပြောမယ်ဆိုရင်အဲ့ဒါကြီးကအတိတ်ပဲမရှိတော့ဘူးဆိုတော့ဆိုလင်းဦးအနေနဲ့ပထမတစ်ချိန်မှာလဲသူဒီဆက်ဆန်းနဲ့ဘွဲမတိုင်ခင်ဒီပြဿနာဖြစ်ပြီးသွားပြီဟိုဒုတိယချိန်လဲဟိုအသေးအတန်ပေါ့နော် weight ကျော်ဖို့အတွက်ကိုအသေးအတန်ဟိုလှုပ်လိုက်ရတယ်ဆိုတဲ့အနေထားမျိုးနဲ့ဒီပွဲကိုရောက်လာတယ်ဆိုတော့အဲ့ဒါတစ်ပိုင်းပေါ့နောက်တစ်ပိုင်းကကျတော့တချို့ကျတော့အစိုးရင်လုံပြီးတော့ weight နည်းနေတယ်ပြဿနာလိုအပ်တာထက်ပိုနည်းနေတယ်မိုးထအောင်တော့ဆိုရင်ဟိုထိုးရမယ့်တန်းထက်အများကြီးပိုပြီးတော့နေတယ် weight ဒီအလျှော့လုံပြီးတော့ ဆိုတော့ကျွန်တော်တို့မြန်မာကစားသမားတွေဆိုတော့ကိုသွင်းကြီးအမြင်ပေါ့နော်အဲ့ဒါဘယ်လောက်အထိဒီပြိုင်ပွဲမှာတဲ competitive arch ကိုထိခိုက်စေသလဲပြီးတော့ပွဲအပေါ်ဘယ်လောက်ထိပွဲသူတို့ရဲ့ဒီထိုးပုံထိုးပေါက်ပုံဘယ်လောက်ထိ effective ဖြစ်စေသလဲအဲ့ဒါကိုသွင်းကြီးအမြင်လေးအရင်ပြောပြောဒီမြန်မာကစားသမားတွေအားလုံးပေါ်ခြုံပြီးတော့ကြတော့ဒီမတ်ဆက်ပြောကြတော့အားလုံးကျွန်တော်ရီဇက်တော့ကဒီဆိုလင်းနဲ့ပြစဆက်ဆက်နဲ့ပွဲမှာတစ်ခါဖြစ်တယ်ဒီဟိုက်ဒရေးရှင်းပြဿနာပဲဟိုက်ဒရေးရှင်းပြဿနာပေါ့နော်လိုအပ်တဲ့ဒီအလွယ်ပြောရရင်ခန္ဓာကိုယ်ထဲမှာရှီးသင်းရှိတိုက်တဲ့ ရေတက်ပမာဏနဲ့ညွန်လဲနေတာအဲ့ဒါဒီဆက်ဆန်တဲ့ပွဲမှာဖြစ်တယ်အခုနောက်ဆုံးဒီမီထရီနဲ့ဒီမီထရီကော်တွန်နဲ့ပွဲမှာလည်းဖြစ်တယ်နှစ်ပွဲလုံးသူဒီပြဿနာကိုရင်ဆိုင်ရတယ်ကျွန်တော်ဒီပွဲကျုပ်ကာလမှာလည်းပြောခဲ့တယ်ပြောခဲ့တယ်ကဆက်ဆန်တဲ့ပွဲမှာတော့ဒီပြဿနာသူဖြစ်ထားတယ်အဲ့တော့ဒီလာမဲ့ဒီမီထရီကော်တွန်နဲ့ပွဲမှာတော့သင်္ကန်းသာလည်းရလောက်ပြီးအတွေ့အကြုံတွေလည်းရလောက်ပြီးပြင်ဆင်လာနိုင်မယ်လို့မျှော်လင့်ခဲ့တယ်ဒါပေမဲ့အခြေအနေကပြင်ဆင်လာနိုင်တဲ့ဟာမျိုးမတွေ့ရဘူးပူတော်ဆိုးလာဘလို့ပူဆိုးလာလဲဆိုတော့ဒီ ီသူတို့ထိုးတတ်မှတ်ထားတာပြင်တံဝေးတန်း145ပေါင်လဲအစိုးရင်းထိုးနေကြတယ်မယ်။ဟုတ်။စာချုပ်မရခင်နိုင်ငံရေးတဲ့၃ဘွဲလွားဒီ145ပေါင်လမ်းမှသူထိုးတာ။ဟုတ်ကဲ့။အဲ့ဒါကလည်းပြင်တံဝေးကလည်းသူစာချုပ်ရလာတယ်။သူလုံးနေကြပုံမှန်ဝိတ်မှထိုးရပေမဲ့သူတကယ်တကယ်ဒီဝိတ်ကင်လုံးတဲ့အချိန်မှာဝိတ်ကတော့144ဒသမ5အမေ hydration တက်သူကြတယ်ပထမဆုံးဒီ one championship မှာ hydration တက်ကိုအရန်ဥသပေးတယ်ဘာဖြစ်လို့လဲဆိုတော့ကစားသမားတွေရဲ့ ချက်မရေးအခြေအနေပေါ့ဒီကဲလောက်တဲ့အနေနဲ့ဟာပြီရှိလားလူလျောက်မှာရှိသင့်ရှိတိုက်တာလေရေပမာဏနည်းနေလို့ရှိရင်ဘလို့မှအားကစားမလုပ်သင့်ဘူးအတန်းအနေရောက်ထိခိုက်နိုင်တယ်ဒီရှေ့မှာတည်သွားတဲ့ကစားသမားတွေလည်းရှိခဲ့ဘူးလေဝမ်းချမ်းပြန်ရှင်ပါတယ်အဲ့မှာ तू ပထမတစ်ချိန်စစ်တယ်မအောင်ဒီအတူချုပ်ပြောရရင် तू ၄ချိန်လေးတည်စစ်တယ်၄ချိန်လုံး hydration တက်ဆိုးလင်းမှုကြရခဲ့ကြတော့ဘာဖြစ်သွားလဲဆိုတော့ဒီဟာရူးရဆိုရင်နေလာဝိုက်တဲ့မလို့မှမဖြစ်တော့ဘူးကတ်ဆွဲပြောက်သွားပြီကတ်ဆွဲရင်းနေနဲ့ညှိထိုးရမယ် နောက်ပြီးတော့သူဒီထိုးကြေးလေးကနေ20%ဆန်းလောက်ဖွဲ့ပေးရမယ်အဲ့လိုနေသားလေးဖြစ်လာတယ်ဘောလည်းမရတော့ဘောလည်းမရတော့ဆိုတာလေဒီပြောရဒီပွဲရပွဲကြီးအရင်နှမျောဖို့ကောင်းတယ်တကယ်လို့နိုင်ခဲ့မယ်ဘောလည်းရမယ်ဆိုဒေါ်လာ9000လောက်ပေးတဲ့ပွဲမျိုးဒါလည်းအကုန်လုံးဆုံးရှုံးသွားပြီအဲ့အခြေအနေမှာလေဒီကက်ရှွေးမှာထိုးဖို့အတွက်ကိုမတိကြတဲ့အခြေအနေတွေညကျွန်တော်သိသလောက်ပေါ့နော်စင်လာရီလောက်တိရောကက်ရှွေးတော့မတိကြတဲ့နေမတိကြဘူးဘာလို့မတိကြလဲဆိုတော့ကက်ရှွေးမှာထိုးဖို့ဆိုတာဝိတ်ညှိထိုးကျင်လိုက်ထိုးလို့မရဘူး hydration အောင်အောင်ရမယ် ဟိုင်ဒရေရှင်းမအောင်ရင်တော့ကက်ရှွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်မတို့ဒီကဘက်ကိုကြည့်ပြီးတော့ပွဲထည့်ပြီးတော့ဟုတ်တယ်အဲ့ဒီဟာကိုလောက်တော့သူနောက်ဆုံးဒီည7နာရီ7နာရီခွဲဝင်းကျင်လောက်ကြမှာဟိုင်ဒရေရှင်းလက်အောင်လေအဲ့ဒီအချိန်မှာသူစစ်တာအားကြိမ်လောက်ဆက်သွားပြီးပထမ၄ကြိမ်သူကြပြီးပါဒီကက်ရှွေလက်ကိုအဲ့တော့မှသူအောင်ငယ်ဟိုင်ဒရေရှင်းလက်ကိုဘယ်လိုပဲပြောပြောကိုနန်လိုရာတနေ့ကုန်မနဲ့နေခင်းနေ့လေလောက်ကနေစပြီးတော့ဒီပြဿနာကိုသူဖြေရှင်းနေရတာသိရှုပ်ထွေမှုတွေရှိမယ်လူပြင်မှန်းမှုတွေရှိမယ် သူ့အတွက်အနောက်ရက်ကြီးအများကြီးဖြစ်သွားတယ်။အဲ့ဒါကတော့ဒီပွဲနဲ့ပတ်သက်တဲ့အခြေအနေပေါ့နော်။ဒါပေမဲ့ဒီကောင်လာအခုမေးတဲ့မေးခွန်းကိုဖြေမယ်ဆိုဘာကြောင့်သူရအောင်မပြန်နိုင်တာလဲ။အဲ့မှာကျွန်တော်ဘာသွားတွေ့လဲဆိုတော့သိုးလင်းဦးဒီရိုးရလက်ဝဲရလာတာ။ရိုးရလက်ဝဲမှာဝိတ်ပြင်းဆိုတာတော်တော်ငဲတယ်။ Hydration test ဆိုတာလုံးဝမရှိဘူး။အဲ့တော့သိုးလင်းဦးဒီဟာတွေနဲ့မရင်းနှီးခဲ့ဘူး။ဆိုလင်းဦးမရင်းနှီးခဲ့တယ်လို့ဆိုလင်းဦးနဲ့ပတ်သက်တဲ့နှီးစက်တဲ့လူတွေကလည်းဒါတွေနဲ့ရင်းနှီးပုံမရအောင်အဲ့တော့တေချာခိုင်လိုက်မပေးနိုင်ဘူး ဒါတွေကလုံးမယ်ဆိုရင်မင်းစနစ်ကြလုံးရင်ခက်တဲ့အလုပ်တွေမဟုတ်ဘူး။ဘာလို့လဲဆိုတော့ solo မှလုံးရတာမဟုတ်ဘူး။သာသနာ့မှလည်းလုံးရတာ။ gym record လို့ဆို first time မှာလည်း weight လက်ဝင်တယ် hydration တက်လဲအောင်တယ်။ကျွန်တော်မြမယူရလို့ဝိသမားတွေဒီ one on သွားထိုးတဲ့အခါမှာအဓိကပြဿနာဒီပါလဲဆိုတော့သိချ guideline ပေးနိုင်တဲ့လူတွေလုံးနေတယ်လို့ကျွန်တော်မြင်တယ်။အဲ့တော့ကျွန်တော်တို့မြန်မာပြည်သက်တွေကလည်းခက်တယ်ဗျာ။ကျွန်တော်လည်းဒီ YouTube ကိုကြည့်တဲ့အခါကျတော့ဟိုတထို့တွေဘာတွေပြောကြသလဲဘာတွေတင်ကြသလဲဆိုတော့ chat tree က စိုးရီကိုတတ်တယ်ဒီဆေးစစ်တဲ့အခါမှာအလုံးနောက်လို့တယ်ဘာလို့အတွေးတွေနဲ့အဲ့လိုမျိုးပြောနေကြတာလဲမသိဘူးဆိုတော့တကယ်တမ်းကျတော့ကျွန်တော်ဝမ်ချမ်ပီယံနဲ့ UFC နဲ့ရှင်လိုက်ရ UFC ကအများကြီးပြတ်သက်သွားတော့လက်ခံတိတိုင်အောင်ဒီအဖွဲ့အစည်းတွေကအားသာသမားတွေကိုကွင်းထဲလှုပ်ပေးလိုက်ပြီးဆိုရင်ဝမ်ချမ်ပီယံသွားတဲ့ပုံစံကိုကျွန်တော်ပိုကြိုက်တယ်အော်ကျမ်းမာရေးချူတော့အရာပေါ့နော်အဲဆိုတော့ဒီ UFC မှာကတော့ weight ဝင်ပြီးရောကျန်တာအားဖြင့်မပါဘူး မပါတဲ့အတွက်ခန္ဓာကိုယ်ထဲမှာဟိုစားတက်ပဲမြင့်နေနေစီးပမာဏပဲလွန်ကဲနေနေကြောက်ကက်ထိနိုင်ကြီးပေါ့ဗျာကြောက်ကက်ထိနိုင်ကြီးအဲ့ဒီအရာတွေကိုစဉ်းစားမနေဘူးကိုယ်နဲ့လှုပ်ပေးလိုက်တာပဲအဲ့ဒီအချိန်လေးမှာဟိုလွတ်နေရပြီဝမ်းချမ်းချက်ကတော့အလုံးမဟုတ်ဘူးဆိုတော့ဟိုအလွန်အကျူးရေထဲ short ချခြင်းအပြင်ကြသွားတဲ့ weight ကိုလက်မခံဘူးလက်မခံလားဆိုတော့ဒီဟာကအမတန်တပြီးတော့ solo တူတဲ့အပေါ်မှာခြားထားတဲ့ rules လဲမဟုတ်ဘူးဒီပြိုင်ပွဲဒီ organization တစ်ခုလုံးရဲ့ rules ဖြစ်ပါလိမ့်မယ်တချို့ ဒီပြည်သက်တွေအဲ့လိုပြောကြတယ်ပေါ့နော်ဆိုတော့ထားထားပါတော့ကျွန်တော်ကတော့အဲ့လာကြီးကိုသဘောမကျဘူးကိုစုံကြီးရောဘလို့မြင်လဲအဲ့ဒါဟုတ်ကဲ့ဒီကတော့ကိုကကျွန်တော်ကကိုနန်နဝင်နဲ့သဘောထားချင်းတူတယ်ဝမ်ချန်ပြန်ရှိခဲ့ rule ကိုကျွန်တော်သဘောကျတယ်ဘာကြောင့်လဲဆိုတော့ကလာသမားတွေရဲ့စက်မှတ်ကြီးကိုသူအလေးပေးတယ်ဂရင်းတိုက်လာကြမှလို့ပေါ့နော်ပြောချင်တာကျွန်တော်ယူရဘက်ကကလာသမားတွေကိုပဲကျွန်တော်ပြောချင်တယ်ဒီ hydration တက်မအောင်တဲ့အကြောင်းကအဓိကအကြောင်းပေါ့နော်ကျွန်တော်မြင်လာတော့တစ်ချက်ပဲရှိတယ်သူတို့လိုအပ်တဲ့ weight ကိုမဝင်ဘူး တိုင်ဟိုဒီထိုးရမယ့်အချိန်တပတ်လို့သို့မဟုတ်9ရက်လို့3ရက်လို့အဲ့လောက်မှဝိတ်ကပူနေလိမ့်မယ်ပူနေတဲ့အတွက်အလွန်ကျွံရေဖြတ်လိုက်တယ်အလွန်ကျွံလေ့ကျင့်ခန်းတွေလုပ်ပြီးချွေးတွေကိုထုတ်လိုက်တယ်ကျွန်တော်ဒီဟိုဟာ physical ဘိုင်းရပြောရင်ဟိုဝိတ်ကိုမဝင်းဝင်းအောင်အတင်းကြိုးစားခြင်းရဲ့နောက်ဆက်တဲ့ပြဿနာဒီ hydration မအောင်လဲပြဿနာအဲ့လိုလိုပဲကျွန်တော်မြင်လဲဆိုလုံးလို့ဆိုလဲဒီ145ပေါင်းလမ်းမှာသူလာတကယ်ဒီပုံမှန်စားပုံမှန်တောင်းနေ144 140 တသမ5လောက်နဲ့သူထိန်းထားလိုက်မယ်ဆိုဒီ hydration ပြဿနာကိုကြုံမှာမဟုတ်ဘူးဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုပြောပြချင်တာကကစားသမားတွေနဲ့ဒီနောက်ကွယ်ကဟိုထားပါတော့သူ့ team ကိုတော့ထားလိုက်တော့အားနေလို့လေဒီလိုပြဿနာဖြစ်တာဟုတ်ကဲ့အဲ့တော့ကျွန်တော်အဖွဲ့အစည်းတွေအကြောင်းပြောတော့မယ်ကျွန်တော်ကျွန်တော်တို့ဒီကင်ကင်နယ်ရွေးရလို့အဖွဲ့ချုပ်ရှိမယ်ပြီးတော့မြန်မာနိုင်ငံရွေးရလို့အဖွဲ့ချုပ်ရှိမယ်ကိုယ့်စီကစားသမားတွေနိုင်ငံခြားကိုသွားပြီးပြီးခဲ့တဲ့ပွဲမှာဆိုအဲမွေပွဲမှာဆိုကိုကျော်စင်ဦးတို့ကတော့လိုက်သွားတယ်ကျွန်တော်တို့တွေ့ရဲဆိုတော့ရွေးရလို့အဖွဲ့ချုပ်အနေနဲ့လည်း ဒီအဖွဲအုပ်မှာဒီစေပညာရှင်တွေရှိတယ်ကစားသမားတွေနဲ့ဟိုအနိကထိတွေ့ပြီးတော့လွဲရလားဟိုအခြေအနေကလို့ရှိလဲဘာညာဒါမျိုးတွေမလုံးတင်ဘူးလားလုံးတင်တာပေါ့ကိုဟိုတကယ်လုံးမယ်ကိုကိုနိုင်ငံကိုစားပြုပြီးသွားပြီးသွားပြီးသွားမယ်ဆိုလုံးတင်လားကိုချင်း professional game ဖြစ်တိတိုင်အောင်ဟောဘာဖြစ်လို့လဲဆိုတော့အသိပညာတွေမသိသေးရင်လည်းအသိပညာတွေပေးတင်တယ်ပြောပြတင်တယ်လမ်းညွှန်တင်တယ်ပေါ့ဒီမှာသိတဲ့လူတွေလည်းသိတဲ့တတ်တဲ့တကြွန်းနဲ့တတ်ပညာရှင်တွေဒီဒီ COE ပညာနဲ့ပတ်သက်ပြီးအများကြီးရှိပါတယ်လုံးပေးတင်ပါတယ် ောက်ကစားသမားတွေဘက်ကလည်းရွေးရလို့အခွင့်အရေးပို့အော်ဒီအရာတွေအတွက်ပေါ့သူတို့မကြွန့်ကျင်ပါဘူးဆိုပြီးတော့အခွင့်အရေးတောင်းတာတွေရှိရလားဒါတော့ကျွန်တော်လည်းမသိဘူးเนาะအဲ့အဲ့ဒါလေးလုံမယ်နဲ့ဆိုတော့ဟုတ်ကဲ့အဲ့လိုမျိုးတော့အခွင့်အရေးတောင်းတာမျိုးတော့မချားမိဘူးဒီကဖြစ်နေတဲ့ပြဿနာတော့ဒီရတော့ကွာဆိုလင်းဖြစ်တဲ့အတွက်ဟိုလေးကဖြစ်တယ်လေးကလုံးကြရတယ်ဆိုတာမျိုးပေါ့နော်တွေ့တဲ့အတွက်အရန်ခတ်ခဲတဲ့အနေထားလို့ချုပ်ပြိတဲ့တွေကလည်းထင်သွားတယ်ထင်သွားတဲ့အတွက်လည်းဟိုဆိုလင်းကိုညှင့်နေတဲ့ချက်ကြီးကအဲ့လိုမျိုးအတွေးလေးဝင်လာတယ်အဲ့လို comment တွေဖတ်လာတယ် ကျွန်တော်မြင်လာတော့ဒီကိစ္စဒီရန်ခတ်ခဲတဲ့ကိစ္စမဟုတ်ဘူးဟိုတည်တည်ချာချာလေးလေးလာပြီးလုံးမယ်ဆိုရင်ဟုတ်အဲ့တော့အဲ့တည်တည်ချာချာလေးလေးလာပြီးလုံးမယ်ဆိုရင်အပိုင်းရောက်လာပြီပေါ့နော်ကိုစွန်ကြီးကိုလည်းအဓိကမေးချင်တာအဲ့ဒါပါအဲ့တော့တည်တည်ချာချာလေးလာပြီးလုံးတယ်ဆိုတာကကစားသမားတဦးရဲ့ပွဲကြိုကာလမှာဒီ weight ကိုလည်းဝင်မယ်ဒီ high dehydration task ကိုလည်းအောင်မယ်ပွဲပြီးမှလည်းစိတ်ကြိုက်ပြန်စားပြီးတော့ဒီအားပြည့်မယ်ပြီးတော့ weight ပြန်တက်လာမယ်ဆိုတဲ့အနေအထားအခြေအနေ၃ခုပေါ့ အဲ့ဒီအခြေအနေ၃ခုကိုဖြတ်သန်းနိုင်ရင်ကစားသမားကခွင့်နဲ့မှအကောင်းဆုံး performance ကိုပြနိုင်မှာအဲ့တော့ဘယ်လိုလုပ်တင်တယ်လဲဆိုအဓိကဟိုကကျွန်တော်တို့ဒီကျွန်တော်တို့ဒီ fitness level မှာပေါ့နော်ဒီຢာတွေကအရန်ခက်တဲ့ဟာတော့မဟုတ်ဘူး fitness trainer ဆိုတော့များများလည်းသိတယ်အဓိကဘာလဲဆိုတော့ကျွန်တော်တို့ဘာတွေစားလို့ရှိရင်ဘယ်လိုနေထိုင်လို့ရှိရင်ခန္ဓာကိုယ်မှာ weight တက်လာမလဲဘာတွေမစားရင်ကျွန်တော်တို့ maintain weight ကိုထိန်းနိုင်မယ်ဥပမာဆိုကြပါစို့ သိုးလင်းကိုပဲသိုးလင်းကိုအပါဝင်ပေါ့နော်ရိုးရလက်ဝိသမားတွေကျွန်တော်တွေ့နေတဲ့ဟာလေးတခုပဋိထားမိတာလေးတခုကိုပြောခြင်းလဲအပြစ်တင်တာတော့မဟုတ်ပါဘူးဒါပေမဲ့မှားနေတယ်ထင်လို့ထောက်ပြခြင်းလဲဟုတ်ကဲ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရိုးရလက်ဝိသမားတွေဘန်ကောက်ကိုသွားပြီးကိုဖြိုးဝေလုံးနဲ့တွေ့တယ်အဲ့ကြလို့ရှင်ဒီညသာစားပွဲဟိုထမင်းစားဖို့ပေါ့နော်တည်ခင်းတဲ့ခါကျရင်ဘာသွားတွေ့ရလဲဆိုတော့တရင်ကပြီးရထမင်းသီးရွက်ပါညာအဲ့မှလည်းစားပြီးသူတို့ဒါဘန်ကောက်ကိုသွားပြီးဆိုတော့ဘယ်သူမှကြိုပြီးလည်းမသွားဘူး အလွန်ဆုံးကြိုသွားလာတပတ်ပေါ့9ရက်6ရက်ပေါ့အဲ့တွင်မှာနံပါတ်1ငပိငပိရေစီဘာများလဲဆိုရီယံများတယ်ဆိုရီယံခန္ဓာကိုယ်ထဲမှာရေကိုသွဲတယ်ဆိုရီယံဝမ်းအောင်စားရေအများကြီးဆွဲတာဒါပေါ့ဒါပေါ့ဆိုရီယံရှိပြီဆိုတော့ရေစားရှိပြီဆိုတော့ရေရေခန္ဓာကိုယ်ဖန်ဆင်းမလားဖြစ်ရပြီဒီမက်တာဘောလစ်ဇင်ရပြီးမှကာဗိုဟိုက်ဒရိတ်ကာဗိုဟိုက်ဒရိတ်တွေလဲဆိုရီယံပြီးွားရင်အစိုးဆုံးကကာဗိုဟိုက်ဒရိတ်ရေကိုထိန်းလိုက်ပြီအဲ့တော့ငပိရေနဲ့သမင်းနဲ့တူးစရာနဲ့စားမလို့ဒီကစားသမားတွေအနည်းဆုံးဆိုရီယံရောကာဗိုဟိုက်ဒရိတ်ရော နှစ်ခုလုံးဒီကျွန်တော်တို့ဒီလက်ဝိသမားတွေဝိတ်တင်ဝဲချက်ဝိတ်ရင်လုံအောင်မဲ့လူတွေအတွက်လုံးဝမသိတော့တဲ့ဟာလေအဲ့ဒါလေးကိုအားပြအောင်ဆိုပြီးတော့တားနေမှာတော့ဒါကတော့ကျွန်တော်မြင်လာအောင်ပြောဟုတ်ကဲ့ဟုတ်ကဲ့ပေါ့ဒါလည်းမှလည်းအရေးကြီးပါဟုတ်ကဲ့အချိန်ကန်ချက်မှအဲ့မှာစလွဲသွားတယ်တကယ်စားသင့်လားဒီဗဂျီတေးဘယ်တွေစားသင့်လဲစားမထည့်သင့်ဘူးအကျုပ်တွေစားသင့်တယ်ငားစားသင့်တယ်အသားတွေစားသင့်တယ်လူတွေထင်လားဟိုစက်သားတွေစားရမယ်မဲသားတွေစားရမယ်အစီအစာမပါနဲ့အခုဝိမတက်ဘူးဟုတ်ကဲ့အားပဲဖြစ်မှာဦးနာဆိုးတာဟာ ခုနအခြေခံချက်မာတယ်အဲ့ဒါလေးသွားလွဲတာအဲ့ဒါလေးစားလိုက်တဲ့အတွက်ဝိတ်တက်လာတယ်ဝိတ်တက်လာတော့သူတို့ကအော်ပြန်ချမှုလို့တော့ရေအရန်ဖြတ်ချရဲအောင်တခါပြန်ပြီနေပူထဲမှာကျိုးခုံးလာတွေလောက်ရမယ်ပြေးလာတွေလောက်ရမယ်အဲ့မှာလေအာဟုတ်ဝမကောအဲ့မှာအဲ့မှာတော်တော်လေးရရမယ်နော်ခုနအဲ့အခြေခံချက်လေးကိုမသိရနိုင်တဲ့အများကြီးပဲပါပါတယ်ဆိုတော့ဟိုပွဲကိုလေကိုယ့်ရဲ့အကောင်းဆုံး100% fit တဲ့အနေအထားနဲ့မရောက်နိုင်တော့ဘူးမရောက်နိုင်တော့ဟိုကျွန်တော်တို့ tactical ဒီအခြေအနေတွေနော်ကစားသမားတွေရဲ့ tagging fine တွေကိုထားလိုက်အောင်အဲ့ထက်အရင်ပေါ့နော်ဟိုဘက်မှာကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလမ်းဆန်းဖြတ်လမှုအပိုင်းတွေပြီးတော့ခနာကို weight ပိုင်းဆိုင်ရာအပိုင်းတွေအ ਨੇ ဆုံး2 kg 3 kg အတာနဲ့ဖိုးနေကြတယ်ဗျာပြိုင်ဘက်တွေကဆိုဒီမာရင်စပြီးတော့ညော့နေပြီဟုတ်တယ်နော်အဲ့တော့ကျွန်တော်တခုပေါ့နော်ကိုစုံကြီးအမြင်ကိုမေးကြည့်ကြင်လားအဲ့တော့ကိုစုံကြီးပြောမှကျွန်တော်လည်းစဉ်းစားမိလို့ပါဒီကစားသမားတွေဟာဒီ long term pt တွေမဟုတ်ဘူးဆိုရင်တော့မှ ဒီပွဲနီးပြီဆိုရင်သူတို့ရတဲ့ထိုးကြီးတွေကနေပြီးတော့ဒါရင်းနှီးမြှုပ်နှံမှုအနေတစ်ခုအနေနဲ့ PT တွေကိုငှားပြီးတော့အနှစ်ပတ်လောက်ဖြစ်စောပြီးဖြစ်စေတစ်လောက်လောက်စောပြီးဖြစ်စေအော်ဒီလိုမျိုးအနေအထိုင်နဲ့နောက်ဆုံးပြဒီ PT လူကိုယ်တိုင်သွားပြီးတော့ကြည့်နေကြမလို့ပါဘူးဒီအစားတောက် plan ရှိတယ်လေအဲအစားတောက် plan ဒါမျိုးတွေမလုံးသင်ဘူးလားအလုံးသင်လာပါဘူးဟိုကျွန်တော်တို့ယူရန်မှာအခြေစိုက်တဲ့ထိုင်းမှာအခြေစိုက်တဲ့ကစားသမားတွေတို့ကတော့လိုချင်မှလိုမယ်။ဘာကြောင့်လဲဆိုတော့ထိုင်းရဲ့ level ကြီးချင်းတော်တော်များများ မှန်ဒါရင်နားလေဒီ nutrition expert တွေရှိတယ် diet plan တွေရှိတယ်ကျွန်တော်မြန်မာမှာအဲ့လိုမရှိဘူးမရှိတဲ့အတွက်ရှိတဲ့လူတွေစီကနေပြီးတော့ကြံကြံတောင်းမယ်ဟိုတစ်လသာလားမဟုတ်နှစ်လသာ diet plan ဝယ်တာမျိုးလိုချင်တဲ့ maintain weight ကိုဘယ်လိုထိန်းလဲဆိုတော့ဟာလေးတွေတော့တစ်ခါပဲလीเนาะနောက်နောက်ဆိုကြွမ်းကျင်သွားပါပဲဟုတ်ဟိုဟာဘောဟိုဟာဒီမှာတကားလဲကြုံလို့ပေါ့ဟိုနယ်လုံးဝင်လဲကျွန်တော်လည်းအခုနောက်ဆုံးသွားခဲ့တဲ့ဖန်ရခီးစဉ်ကျွန်တော်တို့ဒီလက်ရှိမြန်မာအကောင်းဆုံးလို့ပြောလို့ရတယ်မြန်မာချန်ပီယံလဲပြောလို့ရတယ်သူသူဝင်လာနေတွေ့တယ်ဟိုနယ်လုံးဝင်မေးတာကျွန်တော်မှတ်မိသေးတယ်သူသူဝင်လာအောင် ဘယ်လို weight ထိန်းလဲဘာတွေစားလဲဆိုတော့သူသူဝင်လိုက်ပြောတာကျွန်တော်စိတ်ထဲမှာတော်တော်အဲ့တော့ဘာမှမပြောပြပါဘူးသူအိမ်ထမင်းအိမ်ရင်စားတယ်အဲ့လည်းပဲ weight တင် weight ထဲလာလုတ်တယ်ဆိုပြီးပြောတယ်နောက်ပြီးတော့ weight ချိန်နဲ့သူပေါင်ချိန်နဲ့ဆက်ကားပြန်လိုက်တယ်သူဒါပြန်မဝယ်ခဲ့ဘူးဒါလည်းဆိုသူတို့အဆင့်သူတို့အနေထားမျိုးမှာလုံးဝမဖြစ်တဲ့ဟာလေအိမ်ထမင်းအိမ်ရင်စားပြီးတော့ဒီ weight တင် weight ထဲလုတ်ဖို့ဆိုတာလည်းဘယ်လိုမှမပြန်လာဘူးဟိုစနစ်တကျလေတော့လုပ်ဖို့လိုတယ်အခုနံနံကိုတိုင်းမေးခဲ့လို့ तू ကတော့အမှတ်တမှတ်ပြန်ဖြေလိုက်တာပေါ့နော်ကျွန်တော်လည်းအဲ့ဒါကိုသိချင်လို့ပါအဓိကတော့ တို့တို့တထိတ်တန်း professional ပေါ့နော် professional ပါမှာပြန်သူတို့လည်းတောင်းတယ်ဘယ်လောက်ကြီးအောင်လဲသူတို့ထိတ်ပါလို့နော်ကျွန်တော်တို့ကအမှန်တိုင်းပြောရင်ပုံစံကြီးอ่ะမုန်းလို့လည်းမဟုတ်သလားဟုတ်ဝင်လာရင်ပဲဖြစ်ဖြစ်ဟိုထုံထုံမင်းပဲဖြစ်ဖြစ်နော်ထုံမင်းအောင်လေးပြီးတော့ဆိုလင်းဦးဒါကျွန်တော်တို့အကုန်အောင်မြင်စေခြင်းလဲဘောတစ်ပတ်ထိုးရင်ဟိုနိုင်တာကိုလိုချင်တယ်ပေါ့နော်ဒါဒါပေမဲ့မနိုင်ရတဲ့အကြောင်းရင်းတွေဖြစ်လာတဲ့ရှိတဲ့အတွက်မနိုင်ဘူးဆိုလည်းကျွန်တော်တို့လက်ခံပေးနိုင်တယ်ဒါပေမဲ့လက်ခံပေးလို့မရတာကဒီဟိုဘလုံးပွဲတစ်ပွဲက မိနစ်90ကစားရမယ်ပေါ့မိနစ်80စားပဲလေ့ကျင့်ထားလို့တော့မရဘူးဗျာဆိုတော့ဒါဒါတွေကတော့ဒီ professional ကစားသမားတူအနေနဲ့မဖြစ်တဲ့နဲ့ဟာလေဆိုတော့ solo လည်းကျွန်တော်တို့ဘလောက်ပဲချက်ချက်သူအနေနဲ့ဟိုကျွန်တော်နဲ့တွေ့တဲ့အခါကျရင်လည်းဟိုအမေးစရာရှိတာတော့မေးတာပဲပြောတာလည်းပြောတာပဲသူတကယ်လုံးမလုပ်လည်းမသိရဘူးတခါကျ solo နဲ့ပတ်သက်ပြီးတော့တခါကျစိတ်ညစ်ရတယ်အဲ့ဒီအပိုင်းတွေပေါ့နော်ဟို platform လေကိုပေးလိုက်တဲ့အကြံတွေကိုတကယ်လုံးလုံးလက်ခံယူပြီးပြန်လုပ်ရလားဆိုတော့လည်းကျွန်တော်တို့မသိရဘူးကျွန်တော်နေတာလည်းအရင်ဟိုတုန်းကတော့ရန်ကုန်မှာအထူးပေါ့ အခုဝေးနေတဲ့ခါကျတော့နောက်ဆုံးဘာဖြစ်ပြီးကြံခဲ့လဲဆိုစိတ်မကောင်းဖြစ်ပြီးပဲကြံခဲ့တယ်ဟုတ်တယ်ခင်ဗျာစိတ်မကောင်းဖြစ်ပြီးပဲကြံခဲ့တယ်စိတ်မကောင်းဖြစ်အခုလို့အခုပြောတဲ့အခါကျရင်လေဒီကစားသမားတွေကိုကျွန်တော်ကတကယ်ဟိုမုန်းလို့မဟုတ်ဘူးကျွန်တော်တို့ရွေးရလဝေးကိုဟိုတော်တော်ချစ်ပါတယ်ဟုတ်ကိုယ့်ထပ်ပေါ်ချစ်တဲ့သူတွေရှိတယ်သူတို့နဲ့ပြိုင်နေရမဟုတ်ကိုယ့်အတိုင်းအတာနဲ့ကိုယ်တော့တော်တော်ချစ်ပါတယ်ဒါပေမဲ့အခုဖြစ်နေတဲ့ပြဿနာကစင်ပေါ်မှာ performance ကောင်းမပြနိုင်လို့ဆိုတော့နောက်ွယ်မှာဖြစ်နေတဲ့ဒီပြဿနာကိုသူတို့ဘာကြောင့်မဖြေရှင်းသေးတာလဲပေါ့နော် နောက်တစ်ခုကအရန်ခက်ခဲတဲ့အလုပ်လည်းမဟုတ်ကိုသူကြီးကိုယ်တိုင်လည်းပြောတယ်။ဟုတ်ကဲ့အရန်ခက်ခဲတဲ့အလုပ်မဟုတ်ဒါပေမဲ့ဘာကြောင့်မဖြစ်ရှင်းလဲဆိုကျွန်တော်အမြင်ကဘလို့ဖြစ်ရှင်းရမလဲဆိုတာမသိတာလည်းပါတယ်ပေါ့နော်။ကျွန်တော်ရိုးရလည်းဝင်ပါတောက်လျှောက်ကျင်လည်လာခဲ့တော့ဒီဟာအခုဆိုကျွန်တော်နောက်ထပ်ဒိုင်းကိုသွားလို့ရတယ်။အဲ့ဒါပါလဲဆိုတော့ဆိုလင်းဦးပြဿနာပေါ့နော်။တစ်ဖက်မှာကျတော့ဘာဖြစ်လာလဲဆိုတော့လိုအပ်တာထက်ပိုပြီးတော့နည်းတဲ့ weight တွေကိုကျွန်တော်မြင်လာရတယ်။ဆိုရင်စိတ်နဲ့ဆိုရင်ကြည်ပြီးတော့မအောင်ပါဆိုလို့ဆိုပြီးတော့အများကြီးပြန်မှန်းခံပြီးတော့လှုပ်သွားပြီးတော့အော်မိုးထအောင်ကစားတဲ့ပွဲကြတော့ဆိုတော့ ပုံမှန်အားဖြင့်ဒီမိုးထောင်တဲ့ကစားတဲ့ထိုင်းကကျွန်တော်လည်းအရင်မြင်နေကြတော့ဒီအလုံးအထည်ကိုဒီအလုံးအထည်နဲ့ဒီဝိတ်တန်းမှာသူဝင်အောင်ကစားနေတာကဘသူကမှလက်စားပြီးတော့ချစားပြီးတော့လွတ်ပေးနေရမှာမဟုတ်ဘူးဒီအားလုံး public ရှေ့မှာဝက်ပြင်လောက်တယ် hydration စစ်တာပဲစစ်တယ်စစ်ပြီးပြီးဆိုပွက်ထွက်နေကြအကြီးဖြစ်သွားတယ်ဟုတ်ဆိုတော့သူတို့ဓာတ်ကြီးကျွမ်းကျင်တယ်မိုးထောင်ကတကယ်ညောင်ရောင်လေးဖြစ်သွားတယ်မိုးထောင်ဟာသူထိုးရမဲ့တန်းရဲ့အောက်ကိုနှစ်ပေါင်သုံးပေါင်တော့ထက်ရော့နေသေးတယ်ဆိုတော့ ဟိုဆယ်ပေါင်တော့အကျော်ပြီးပြီးတော့ကစားနေရတယ်ပွဲတော့ပွဲမှာသူဥပမာဘာလို့ကွာနောက်ကျွန်တော်တို့ဒီကစားသမားတူအချင်းရဲ့ technique ပိုင်းအရာဆိုလဲကျွန်တော်ထိုင်းကစားသမားတွေကပါတယ်လို့ပြောလို့ရတယ်ပြီးရင်ကစားသမားတူအချင်းစီအနောက်ကမှာရှိနေတဲ့တင်းမြက်ပန့်ဖို့မှုထိုင်းကတာတယ်လို့ပြောလို့ရတယ်နော် tactical game plan ကိုဒီဒီဆောက်ထားတဲ့ game ကို execution လုပ်ခြင်းဒီအပိုင်းတွေမှာလဲထိုင်းနေရာတာလို့ပြောလို့ရတယ်ဆိုတော့ကိုယ်မြန်မာအဆအဆအရာရာနိုင်နေပါလေနဲ့ဘာနဲ့စားလဲဆိုရင်တော်တော်နဲ့ပြုတ်မကြဘူးလို့နော်အဲပြီးရင်စိတ်သက်ပြင်းတယ် အရှုံးမပေးခြင်းဘူးဒီအရာတွေ ਨੇ ဆိုတော့ဒါပေမဲ့အဲ့ဒါလည်းကျွန်တော်တို့ပြောရတာလောက်ပဲရမအများတဲ့အဆင်ပြေမှာမဟုတ်ဘူးနောက်တစ်ချက်ဘလောက်မှမှအရင်မပါတဲ့အရာတွေလည်းရှိတယ်ဟုတ်ဟာလားဒီမိုးထအောင်ငါဒီကစားသမားနဲ့ပြုတ်မကြောက်အောင်ဘလောက်ပဲထိုးနိုင်ထိုးနိုင်ဟန်ချက်ပြတ်တာနဲ့အမှတ်စင်ထရင်ကြီးတာဟုတ်ဒီဘက်မှာဆိုတော့ကိုယ့်ရဲ့ခံနိုင်ရာတရားပေါင်တရားပေါင်တရားနဲ့အထုခံနိုင်တယ်ဒါပေမဲ့ကိုကပေါင်30လောက်နဲ့အထုခံပြီးဟန်ချက်ပြတ်လေအမှတ်စင်ကြီးလာပဲလေဆိုတော့ဒီအရာတွေကတော့ အဲ့အဲ့အပိုင်းလေးကိုသူကြီးလောက်ပါအောင်ကစားသမားတွေဟိုအတိကသုံးရင်စိတ်မကြီးစေချင်တာနဲ့မှန်မှန်ကန်ကန်လေးသာသွားမယ်မှန်မှန်ကန်ကန်ပေါ့ဟိုဟာပေါ့ကျွန်တော်အဲ့ဒါဘယ်ရမှာသွားတတိထားမိလဲဆိုသူတိဝင်လိုက်ပွဲလေသူတိဝင်လိုက်စီသူအရမောင်ရဆိုရင်သူတကယ်သွားထိုးခဲ့တဲ့အတန်းတဲ့အောက်တန်းလောက်သူစင်ထိုးလို့ရတယ်ဘာကြောင့်လဲဆိုသူအရမောင်ကငါးပြည့်ခွန်ငါးခွန်ခွဲပေါ့ငါးပြည့်ခွန်ခွဲလောက်ပဲစိုးလင်းလို့နဲ့အတူတူလောက်ပဲเนาะဒါပေမဲ့သူကစိုးလင်းလို့တဲ့တန်းမြင်ပြီးထိုးနေရတယ်ထိုးနေရတော့သူဟိုမှာတွေးလဲ သားသမားတွေကထိုင်းနဲ့တွေ့တာရောဒီရုရှားကိုတွေ့တာရောသူတဲ့အများကြီးကြည့်တယ်အများကြီးမြင်တယ်အဲ့တော့ပူကြုံရတယ်ကွာတက္ကနီကောင်းပြီးသားကစားသမားတွေလူကောင်းမှထပ်ပြီးကြော်ပေးရတဲ့ခါကြတော့ဘလို့မှအဆင်မပြေရဘူးသူတို့ဘလို့ပဲဖြစ်ဖြစ်အောက်ကိုဆင်ထိုးနေတယ်နောက်စူပါရီရန်လို့ဆိုရင်လည်းနောက်ဆုံးပွဲမှာသူထိုးသွားတာကက်ရှွေက140 140လောက်နဲ့ထိုးသွားတယ်စူပါရီရန်လောက်ဒီဒီ140လောက်ဆိုထားလေ140 142ဆိုတာဆိုလင်းတို့အတန်းနဲ့မတိမ်မြင့်ဖြစ်သွားပြီ ရ35လောက်မိုထအောင်လို့အတန်လောက်မှလာဆိုရင်စူပါရီဂျန်စီမြန်နေမြန်မြန် reach လဲလာရမယ်သူခနာကုန်မှာရှိတဲ့ဒီအစီလေးလေးလေးထားတာမိုထအောင်လို့ဆိုလဲဒီတိုင်းပဲသူတို့ကအစိုးရင်လုံပြီးတော့နှစ်ပေါင်းလောက်ရောချင်းရောတယ်မလို့အမှန်တကယ်ကိုပါဖြစ်တင်လာသည်160ရှိတဲ့ကစားသမားသည်ပုံမှန်လေးချိန်တရကိုလေးချိန်ပေါင်160ရှိတဲ့ကစားသမားသည်ပြိုင်ပွဲမှာ145ပဲဆိုတယ်55ပေါင်းလောက်သာသည်ယူတယ်ဒါသည်နိုင်ငံကကစားသမားအားလုံးလုံးမှန်ပါမှန်ပါ ဒါဆိုအဲ့ဒီအဲ့နယ်ကိုစုံကြီးအခုပြောရတဲ့ပတ်သက်ပြီးတော့ခါဘေးဟာပုံမှန်အားဖြင့်သူအပြင်မှာနေတဲ့အခါ၁၈၀လောက်ထိနေတယ်။ဒါပေမဲ့သူကစားတဲ့အခါကျတော့၁၅၅ပေါင်တန်းမှာထိုးတယ်။ခါဘေးက၁၈၀၁၈၅လောက်မှာနေတယ်ထိုးတဲ့အချိန်ကျရင်၁၅၅ပေါင်တန်းမှာထိုးတယ်။ဆိုတော့ဟိုအပြင်မှာသူနေတဲ့ weight ဟာတကယ်သူဆင်းထိုးတဲ့ weight ထက်ပေါင်၂၀လောက်ပါနေတယ်။ဒါပေမဲ့သူ weight ချပြီးလို့ပြန်ထိုးတဲ့အခါကျရင်သူ normal weight နေပါ normal weight နေပါသူပြန်ရောက်တယ်။ဆိုတော့အဲ့ဒီအရာမျိုးဟာ အခုတော့ကတော့အရင်ခက်ခဲခက်ခဲပဲအခုကတော့ကျွန်တော်နိုင်ငံမှာလည်းဒီ nutrition နဲ့ပတ်သက်ပြီးတော့အကျွမ်းကျင်တဲ့သူတွေရှိနေပြီကစားသမားတွေကိုခါပြီးတွတ်တော့ advantages မယူနိုင်ဘူးဆိုရင်တော့မှဟာလာဒီ weight လည်းဝင်မယ် hydration task လည်းအောင်မယ်ပြန်ထိုးတဲ့အခါမှာလည်းဒီမူလ weight နေပါမဟုတ်ရင်တော့မှ၄၅ပေါင်ပေါ့ဗျာတရားထားပါတော့142ပေါင်တောင်ထိုးမှဆိုရင်တရား148ပေါင်လောက်ကိုရောက်တဲ့အနေအထားမျိုးနဲ့ဆိုပို့ပြီးတော့ခံနိုင်အားကောင်းလာမယ် power တွေကိုကြီးလာမယ်ပေါ့နော်ဆိုတော့ အဓိကအချုပ်ကိုစွန်ကြီးကိုနောက်ဆုံးတစ်ခုမေးချင်တာကကျွန်တော်တို့မြန်မာကစားသမားတွေအခုအခြေအနေနှစ်မျိုးလုံးပေါ့နော်ဝိတ်မဝင်ပါဘူးကြောက်ပြီးတော့အသေးအံ short ချနေတဲ့အတွက်ဝိတ်လေးသေးသေးလေးဖြစ်နေတဲ့ပြဿနာရဲ့နော်တပ်ပိုင်အောင်လဲနော်အဲ့တိုင်းပဲသူနဲ့ထိုးတဲ့ဂျပန်ကဟုတ်တယ်ဘယ်လိုကောင်းလဲဆိုတော့အလုံးထည့်အတူတူပဲအရက်ကတာပါအရက်တာပါအားအရက်တာလို့လူပိန်သွားတာမဟုတ်ဘူးအားလည်းတာပါအားလည်းတာပါအဲ့တော့ထားပါတော့အဲ့ပြဿနာရေပြီးတော့ဆိုလင်းဦးပြဿနာရေဆိုလင်းဦးပြဿနာတော့နည်းနည်းလေးတဖြည်းဖြည်းနဲ့ဟိုဆိုလင်းဦးကိုခွင့်လို့လို့မရတဲ့အနေအထားတွေအောင်ရောက်လာပြီ ဆိုတော့ဒီကစားသမားတွေအားလုံးအတွက်ကိုစွန်ကြီးရဲ့ရင်ထဲမှာရှိတဲ့စေရနာစကားပြီးတော့ဒီကစားသမားလေးတွေဘာတွေလုပ်ဖို့လိုနေပြီလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဖုန်းပြည့်ပြည့်စုံလေးပြောပြနေကောင်းချုပ်ပေးပါဦးဒီကိုနန်လုံရဲ့မေကွန်းကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြလို့ဒီကုန်းမချုပ်ခင်ကျွန်တော် sharing လုပ်ချင်တာလေးအခုလောက်တော့အရင်ပြောပြဟုတ်ကဲ့ပါဟာဘာလို့လဲဆိုတော့ကျွန်တော်မိတ်ဆွေတယောက်ရှိတယ်ဗျသူကဒီ fitness နယ်ပယ်မှာ professional လုပ်နေတယ်ဒီကိုပိုင်ချင်းလည်းသူဖွင့်ထားတယ်ဟုတ်ကဲ့သူကကျွန်တော်ဒီ weight lifting weight ထားလဲပတ်သက်ပြီးတော့ ီလန်းလေးတစ်ခုပေးဘူးလေဒါ9ရက်အတွင်းမှာဟုတ်ကဲ့15ပေါင်လောက်ကြားတယ်ဒီဟုတ်အဲ့ဒီဟာလေးတစ်ခုနေတယ်အဲ့ဒါလေးတစ်ခုနည်းနည်းလေးဒီကနေ share လေးလုပ်ချင်တယ်သူကပထမဆုံးနေ့မှာရေ၄လီတာတောက်ရတယ်ရေ၄လီတာတောက်လိုက်တဲ့အချိန်မှာဒီတယောက်မှရှိတဲ့ဒီကျွန်တော်အုံနောက်မှာရှိတဲ့ဟော်မုန်းတစ်ခုကပိတ်သွားတယ်ဟုတ်ကဲ့အဲ့ကောင်စီးသွားခြင်းလေစီးသွားတာကိုထိန်းချုပ်တဲ့ဟော်မုန်းဟုတ်ကဲ့အဲ့ကောင်ပိတ်သွားတဲ့အတွက်အဲ့စသဖြင့်ပထမဆုံး first day မှာရေလေးလေးတောက်လိုက်ခြင်းအပြင်ဒုတိယအနည်းဆုံး73ကျင်းရတဲ့အချိန်နဲ့ဆီသွားတယ်ဟုတ်ကဲ့ ဒုတိယနေ့မှာတူလိတာတော့ပါတယ်တတိယနေ့ကြလို့ရှင်ဒီတာဝက်သရုတ်ထနေ့ဒီတာဝက်ပြစ်မှန်းလေးဒီတာဝက်အဲ့ဒီထဲမှာသူစားတာအသားငါးခုနကျွန်တော်ပြောရဗဂျီလေးပဲအေးဟာအကုန်လုံးကိုစိတ်ကြိုက်စား권ရှိတယ်ဟုတ်ကဲ့ဒါပေမဲ့စားလုံးဝမပါဘူးနောက်ပြီးတော့ကာဘိုဟိုက်ဒရိတ်ကို50ကျပ်လည်းပူမစားဘူးအဲ့လိုလှုပ်လိုက်ရင်လား9ရက်အတွင်းမှာသူ15ပေါင်လောက်ကျပါအနည်းဆုံး15ပေါင်နဲ့ပေါင်20ရကြပါတယ်။ဟုတ်ကဲ့။လူရဲ့ကျန်းမာရေးကိုလည်းမထိခိုက်ဘူး။အားလည်းမရုပ်သွားဘူး။ဘာကြောင့်လဲဆိုတော့ကပရိုတင်းတွေကိုစားထားတဲ့အတွက် ဒါပေမဲ့9ရက်မြောက်သွားလို့သူပုံမှန်9ရက် तू က9ရက်ထိပဲလောက်ခွင့်ရှိတယ်။6ရက်9ရက်လောက်လို့ရှိရင်တော့လည်းလည်းကျမ်းမကြီးကိုထိကနေရေကိုလျှော့လိုက်တာ။ရေဒီတောက်လျှောက်ဆိုဟိုစီးစီးနေနဲ့ဆုံးထုတ်နေတယ်။ဒါပေမဲ့တားမြစ်စီးလေးလည်းကျွန်တော်မတုံးသဘောင်းအနေနဲ့ဟုတ်ကဲ့ဟုတ်ကဲ့။ဒါပေမဲ့9ရက်ပြည့်သွားပြီးတဲ့အချိန်မှာပုံမှန်စားပြန်စားမယ်။ရေပြန်တောက်မယ်ဆိုရင်ဘုနာကြွားတဲ့15ပေါင်ပေါင်20ဒီ36နာရီပဲမပြန်ရပါဘူး။ဘုနာကိုနန်ဝင်မေးတဲ့မေးခွန်းကိုကျွန်တော်ချိန်ဆက်ပြီးပြောချင်တာအရင်တမိုးရှိပါတယ်အဲဟိုပါပေါ့နော် ဒီ15ပေါင်ပေါင်20လောက်ကိုသူက short ပြီးတော့ weight kit weight ခင်လုပ်လိုက်တယ် hydration တက်ကိုသူဆက်လိုက်တယ်နိုင်ပါတယ်အမေလောင်းနေကြမှသူကပြန်ရမှာလေလောင်းနေပြန်ရမှာဖြစ်တဲ့အချိန်မှာ160လောက်ပြန်ဖြစ်သွားတယ်140နိုင်30လောက်အချိန်ရတယ်နိုင်30တော့ကျော်ကျော်အချိန်ရတယ်ခင်ရတဲ့အချိန်မှာဘုနာပြောသလိုခါပစ်တို့လို့ပေါ့နော်ဟုတ်ဟို155ရှိတဲ့လူက160ဖြစ်တယ်အဲ့မျိုးပေါ့ပြန်ရောက်တဲ့အတွက်အရန်ကိုဟိုအဗန်တိတ်ရသွားတယ်ပေါ့တိုင်ဘက်ပေါ်မှာပုံမှန်150သမားကို 150တမားလဲကျွန်တော်တို့တွက်ကြည့်ရင်ဆိုးလင်းက145ထိုးတယ်ထိုးတယ်လားထိုးတယ်ထားဆိုးလင်းက150နဲ့အတရာလေးစား155 160နဲ့နေလို့ရတယ်နေလို့ရတယ်အဲ့ဒီ9ရက်ကို तू ကတ်ပြီးတော့ရှော့မယ်ရှော့မယ်အဲ့မှာဒီစားလေးမပါတဲ့အတွက် तू ဟာ hydration task ကိုလည်းအောင်မှုရာခိုင်နှုန်းများတယ် weight မဝင် weight ကအဲ့ချက်ချင်းကောက်လျှော့လာချက်ချင်းရတယ်ဆိုတော့အဲ့မှာအောင်မှုရာခိုင်နှုန်းများပြီးသွားပြီအဲ့ဒီချိန်ပြီးလို့အောင်သွားပြီဆိုတော့ ਨੇ तू နောက်ထပ်ပွဲထိုးပွဲထိုးဖို့ကချိန်ပြီးတဲ့အချိန်ကနေပထမဆုံး task တာအောင်ရင်36နိုင်မခတ်သူအချိန်ရတယ် အဲ့မှာသူမှန်မှန်လေးပြန်စားရင်သူပုံမှန်လမ်းမှာ155လောက်60လောက်ပြန်ဖြစ်သွား160လောက်ထိပြန်ဖြစ်ပြီးတော့ပြန်ဖြစ်သွားနိုင်15ပေါင်လောက်တွေအဲ့တော့ event လေးရဟိုနောက်ဒါကတော့ဒီ Norris share line လေးပေါ့ပြီးတော့ကိုနန်လုံးပြောသွားတဲ့ဟာတွေမှာကျွန်တော်ဗာပြောခြင်းလဲဆိုတော့ကျွန်တော်ယူရလက်ွေးသမားတွေယူရနေပဲမှာပဲကျင်းနေနေမယ်ယူရပွဲတွေပဲထိုးနေမယ်ပြည်တွင်းမှာပဲဆိုရင်တော့ဒီတိုင်းနေတာတိုင်းလောက်တာလောက်ကျလာလောက်ကျလာဟိုဟို ပြဿနာမရှိဘူးဒါပေမဲ့နိုင်ငံတကာကိုသွားမယ်ဝမ်ချန်ပီယံရှစ်ရွှေကိုထိုးမယ်ဆိုတော့နိုင်ငံတကာလည်းကန့်ညီအောင်ပြင်ဆင်ဖို့တော့လိုတယ်လိုတဲ့အတွက်ဒီကျွန်တော်တို့ကြည်ရင်းမှာ nutrition နဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေရှိတယ်သူတို့တွေကိုဒီကိုအကူအညီယူပါဆက်သွယ်ပါတိုင်မင်းပါဒါမှလာမလူလားအဖန်နဲ့ကျွန်တော်တို့ရှုံးနေနေတာလေနိုင်တဲ့နဲ့ပွဲလို့နိုင်တာတော့အကြောင်းမဟုတ်ဘူးအဲ့ဒါတော့ပြန်လာမယ် ဟိုနိုင်သိပြီးတော့မနိုင်လာတော့နှမျောဖို့ကောင်းလာပေါ့နော်နောက်ကိုအမျိုးတွေကို performance ကိုကိုထင်သလောက်မပြနိုင်တဲ့ဟာမျိုးတွေကတော့နှမျောကောင်းတော့ဟုတ်ကဲ့တခုဖြတ်မေးဦးမယ်ကိုစွန်းညီကိုဆက်သွယ်လာပြီးတော့အခွင့်ကြီးတောင်းရအောင်ကိုညီနိုင်ကျွန်တော်ကကျွန်တော်ဒီဟို professional coach တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်သိသလောက်တော့ညဝေပေးမယ်ညဝေပေးမယ်ဘာလို့လဲဆိုတော့ချိန်ဆက်ပေးမယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းရိုးရရောက်ချစ်တယ်ရိုးရလက်ဝတ်သမားတွေကိုနိုင်သိခြင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့ သူတို့နိုင်ခြင်းစီမြမရုပ်ရလည်းဝင်နိုင်လားမြမနိုင်လားဟုတ်ကဲ့အဲ့ဒီလေတန်းနိုင်သမားတော့ကျွန်တော်ကူညီပေးဖို့အသင့်ပဲဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဖလိုပေးတာပြည့်အတွက်